အားလုံးပဲမင်္ဂလာပါယူကျွိုင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကအာဖရိကမိုးခေါင်ရေရှားဖြစ်ရကိုအစမ်းကျေစုံဒီလန်းနဲ့ဖြည့်ရှင်းပေးနိုင်ခဲ့တဲ့ကောင်းလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်စိုက်ကင်းတစ်ခုထဲမှာလူတွေများကြီးလှုပ်လှုပ်နေတဲ့ပုံစံနဲ့စထားပြီး channel ကိုကောက်ပဲသီးနှံနေထည့်နေကြတဲ့အချိန်မှာလူတစ်ယောက်ကလှုပ်လှုပ်နေတာရက်သွားပြီးလူတွေနဲ့ဝေးရစီကိုထွက်သွားပြီးရုတ်တရက်လဲကျသွားပါတယ်သူ့သားနဲ့အခြားလူသမားတွေကသူ့စီကိုပြေးလာကြပါတယ်ခဏလောက်ကြာမှဒီမျိုးသားရဲ့အာသုဘကိုကျင်းပါပါတယ်ကောင်းလေးကဆိုဖာပေါ်မှာထိုင်ပြီးလျှက်ဆက်ပစ္စည်းတစ်ခုကိုဖြုတ်နေပါတယ်သူပြန်ပြီးတက်ဆင်လိုက်ချိန်မှာတချင်းဖွင့်လို့ရတဲ့ပစ္စည်းဖြစ်သွားပါတယ် သူ့ဖေကခန်းထဲကိုဝင်လာပြီးပစ္စည်းပြင်ပြီးပြီလားလို့မေးတော့ကောင်းလေးကကောင်းကောင်းဖြေပြီးတချင်းဖွင့်လို့ရတဲ့ပစ္စည်းကိုသူ့ဖေစီပေးလိုက်ပါတယ်သူ့ဖေကပြင်ထွက်သွားပြီးရေဒီယိုဖွင့်လိုက်ပါတယ်အနောက်ဘက်မှာတိမ်ထူနေတယ်လို့လူတွေကပြောကြပါတယ်အဲ့လူကကောင်းကင်ကိုမျောလင့်ကြည့်စောင့်ကြည့်ပြီးမိုးရွာလာဖို့စောင့်မျှော်နေပါတယ်သူတို့ရောက်မှမိုးခေါင်ရေရှားဖြစ်နေတာတော်တော်ဆိုးနေပါတယ်ဝီလျံကရေရင်းနဲ့ကရေကိုခတ်ပြီးခေါင်းလျှော်ပါတယ်အဲ့နောက်သူ့ခန်းထဲကိုဝင်သွားချိန်မှာသူ့မိဘတွေပေးထားတဲ့ဝက်စားအစ်စ်လက်ဆောင်ကိုသူတွေ့ပါတယ်။ဝီလျံကအယံပျော်ရှင်သွားပြီးသူ့မိဘတွေကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။ နောက်တစ်ရက်မှာဝီလီယာဝက်စားတက်တွေဝက်ပြီးသူမိဘတွေကိုနှုတ်ဆက်လို့အကြောင်းကိုသွားပါတယ်။ကျောင်းမှာကျောင်းသားတွေတန်းစီနေရပြီးညွှန်ကြားရေးမှူးကညွှန်ကြားချက်တွေပေးပါတယ်။သူတို့ကျောင်းကအရန်ချမ်းသာမနေတဲ့အတွက်ကျောင်းသားတွေပေါ်အားကိုးနေရတာကြောင့်စာကြိုးစားဖို့လိုအပ်တဲ့အကြောင်းတော်ကီဖုတ်ပါတယ်။ရုတ်တရက်မိုးသေးကြီးမဲကြီးရွာတော့ညွှန်ကြားရေးမှူးကကျောင်းသားတွေအားလုံးတန်းထဲပြန်ဝင်ချလို့ပြောပါတယ်။ကျောင်းသားတွေခန်းထဲပြန်ရောက်တော့သူတို့ကိုချီကာဂိုလို့ခေါ်တဲ့စူပါဗိုက်ဆာကဝင်ပြီးအန်ဂျီဘရာစတင်ပါတယ်။ဝီလျံကဆရာဖြစ်သူချီကာဂိုကိုနှုတ်ဆက်ပါတယ်။သူ့ဆရာကမင်းဖေကျောင်းလာကမပေးရသေးဘူး။မင်းကျောင်းထုတ်ခံရနိုင်တယ်လို့ပြောပါတယ်။ ဒီသတင်းကြောင့်ဝီလီယာအရန်အံ့ဩသွားပြီးအိမ်ပြန်သွားပါတယ်။ဝီလီယာညနေစောင်းတဲ့အထိကျောင်းကပေးထားတဲ့လေးလာတင်ပြစရာတွေအတွက်ပြင်ဆင်နေပါတယ်။မိဖွင့်ပေးဖို့အမေကိုသူကပြောတော့ရေနံစီနည်းနည်းလေးပဲကျန်တော့တယ်လို့သူ့အမေကပြောပါတယ်။နောက်တစ်ရက်မှဆရာဖြစ်သူကစာမေးပွဲရလဒ်တွေကိုဝေပေးနေပါတယ်။ဝီလီယံ62မှတ်နဲ့စာမေးပွဲအောင်ပါတယ်။ဒီမှတ်ကသိမကောင်းသေးဘူးလို့ဝီလီယံကတွေးမှတ်ပြီးသူဒီထက်ပိုရအောင်လုပ်နိုင်သေးတယ်လို့တွေးထားပါတယ်။ ကျောင်းကဆင်းတဲ့တည်းမှာသူတို့အမိုက်ပုံကိုရောက်သွားကြပါတယ်အမိုက်ပုံမှာသူအရန်တည်ကျင်နေတဲ့ပစ္စည်းတစ်ခုကိုရှာတွေ့ပါတယ်အဲ့ဒါကဘက်ထရီတစ်လုံးဖြစ်နေပါတယ်ဝီလျံဟာယာသားတွေစီဝေးလုံနေတဲ့အင်စီကိုရောက်သွားပါတယ်သူတို့ကမေကွန်းတစ်ခုကိုဆွေးနွေးနေကြတာဖြစ်ပါတယ်မေကွန်းကတခြားယွာတရားကသူတို့ယွာမှာရှိတဲ့ပင်တွေကိုဈေးကောင်းပေးဝယ်မယ်လို့ပြောထားတာဖြစ်ပါတယ်ပြည်ထနာကဒီပင်တွေဟာယွာရဲ့စိုက်ခင်းတွေကိုမူးကောင်ရေရှာမဖြစ်အောင်ကာကွယ်ပေးထားတာကြောင့် တခြားရာကလူတွေကနောက်တည့်ရက်အထိပဲစောင့်မယ်လို့ပြောပါတယ်လူတို့ကသူတို့ရဲ့မိသားစုအတွက်ငွေလိုတာကြောင့်ရောင်းပြဖို့သဘောတူကြပြီးလက်မှတ်တွေထိုးပေးကြပါတယ်။ဝီလျံအဖေကတပ်ပင်တွေကိုခုတ်ပစ်လိုက်မယ်ဆိုရင်မိုးကောင်ရေရှားဖြစ်လာပြီးကျန်တဲ့ကောက်ပဲသီးနှံတွေတည်သွားမှာဖြစ်တာကြောင့်သူတို့ကိုနားချဖို့ကြိုးစားပေးမယ်။သူပြောတာကိုဘယ်သူကမှနားမထောင်ကြပါဘူး။ဝီလျံကအကောင်လေးကိုထောင်ချောက်ဆင်ပြီးဖမ်းပါတယ်။ရုတ်တရက်တန်ကျဲကြီးထွက်လာတဲ့စူညံတန်တွေကိုတူကြားရပါတယ်။ဘာဖြစ်နေတာလဲသိရဖို့သူသွားကြည့်ခဲ့ပါတယ်။လူတွေအများကြီးတပ်ပင်တွေကိုလွှာနဲ့တိုက်ဖြတ်နေတာကိုသူတွေ့ရပါတယ်။ အခုတော့မိုးခေါင်ရေရှားမဖြစ်အောင်သူတို့ကိုကာကွယ်ပေးနိုင်တဲ့အရာမရှိတော့တဲ့အတွက်ဝီလျံတောက်စိတ်မကောင်းဖြစ်နေပါတယ်။ဝီလျံနဲ့သူ့တငယ်ချင်းတယောက် ATM ကိုသွားပြီးဘဲကြီးတပွေနဲ့တွေ့ပါတယ်။သူတို့ကကောင်မလေးတွေကြောင့်ပြောပြီးရေဒီယိုနားထောင်နေကြပါတယ်။ရုတ်တရက်ရေဒီယိုရက်သွားပြီးကြည့်လိုက်တော့ဘက်ထရီအားကုန်သွားပြီဆိုတာကိုသိရပါတယ်။ဝီလျံကိုအင်တန်ပြီးဘက်ထရီသွားယူပေးဖို့အဲ့ဒီလူကပြောပါတယ်။သူကအင်ကိုပြေးသွားပြီးသူ့မှာရှိတဲ့ဘက်ထရီတွေအားလုံးကိုယူလိုက်ပါတယ်။သူကသူ့ဘေးစီကိုသွားပြီးမနှဖန်ကြောင်းလာကသွင်းရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ဖေကမနှဖန်တော့မပေးနိုင်သေးဘူးလို့ဆိုပြီးနည်းနည်းလောက်စောင့်ကြရမယ်လို့ပြောပါတယ်။ဝီလျံကသူ့ဘော်ဒါရီရှိတဲ့နေရာစီပြေးလာပြီး ယူလာတဲ့ဘက်ထရီတွေနဲ့ရေဒီယိုဖွင့်လိုက်တော့လူတိုင်းပျော်သွားပြီးသူ့ကိုကျေးဇူးတင်ကြပါတယ်။အိမ်ပြန်လာတော့သူ့မကိုသူ့ဆရာဖြစ်သူကအာဘာပေးနေတာကိုဝီလျံကသတိပြုမိသွားပါတယ်။နောက်တစ်ရက်မှာသူတို့အမိုက်ပုံစီကိုထပ်ပြီးရောက်သွားပါတယ်။တငယ်ချင်းတယောက်ကဆရာဖြစ်သူကိုလက်စားချေပေးမယ်လို့ပြောပါတယ်။ဝီလျံကနှခါတော်စဉ်းစားမနေဘဲသဘောတူလိုက်ပါတယ်။ဆရာရဲ့စပိန်ကိုဖြစ်စည်းပြဖို့လိုရမှာဝီလျံကအရန်ကောင်းတဲ့ပစ္စည်းတစ်ခုတွေ့သွားပါတယ်။သူတို့စပိန်ချင်းင်းကိုနင်းကြည့်ချိန်မှာရှေးမီကလင်းလာပါတယ်။ဒါကတော့ဝီလျံအတွက်အရေးပါတဲ့ရှာဖွေတွေ့ရှိမှုဖြစ်ပါတယ်။ဝေးကြီးပြဿနာအကြီးကြီးတက်နေပြီဆိုတဲ့အကြောင်းမိဘတွေကပြောနေကြတာကိုဝီလျံတောက်ကြားလိုက်ရပါတယ်။ ဝီလျံကျောင်းဆက်တက်ဖို့ပတ်စံမလုံလောက်တော့ဘူးတဲ့နောက်တည့်ရက်ကျောင်းမှာညွှန်ကြားရေးမှူးကနာမည်တွေခေါ်ပါတယ်ကျန်နေရတဲ့ကျောင်းသားတွေကကျောင်းလာကမပေးရသေးသူတွေဖြစ်တယ်လို့သူကပြောပါတယ်သူတို့အနေနဲ့ကျောင်းလာကမပေးရင်ကျောင်းဆက်တက်လို့ရတော့မှာမဟုတ်တော့ပါဘူးဝီလျံနဲ့သူ့ဖေတို့တငယ်ချင်းတယောက်စီကိုသွားကြပါတယ်ဝီလျံရဲ့ဖေကသူ့ရွာရေကြီးမှုခေါင်တာမဖြစ်အောင်တက်ပင်တချို့ဝယ်ကျင်တယ်လို့ပြောပါတယ်ဒါမဲ့အဲ့ဒီတငယ်ချင်းကအဆင်ပြေမှာမဟုတ်ဘူးလို့ပြောပြီးကဘာတဝမ်းအခြေအနေမကောင်းတာကြောင့်အစိုးရကလည်းတောင်သူတွေကိုကူညီပေးနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ် မကြခင်အငတ်ဘေးနဲ့ကြုံကြရလိမ့်မယ်လို့သူကပြောပါတယ်။မကြခင်မိုးရွာတာရက်သွားပြီးပြင်းထန်တဲ့မိုးကောင်းရေရှားဖြစ်မှုတွေကြုံလာရပါတယ်။ရွာသားတွေကကောက်ရက်ဖို့စစ်ဆေးကြည့်ကြပေမဲ့တစ်ပင်စားပင်တွေကတည်သွားပါပြီ။နောက်တည့်မှာဝီလျံဟာအကြောင်းကြီးသူ့ကိုသတိမပြုမိအောင်ကြောင်းကန်လေးကိုသွားပါတယ်။ဝီလျံကသူ့ဆရာကြီးကကိုစီကိုသွားပြီးစပင်းရှင်မီဘလို့လင်းလာတာလဲဆိုတာကိုမေးပါတယ်။ဒီလိုလုပ်ဖို့တန်လိုက်လိုတယ်လို့ကြီးကကိုကဝီလျံကိုပြောပါတယ်။စားကြည့်လိုက်ကိုသွားပြီးဘက်ထရီကြောင်းရေးထားတဲ့စာအုပ်တွေကိုဖတ်ဖို့ကြီးကကိုကပြောပါတယ်။ဝီလျံဟာစားကြည့်လိုက်ကိုသွားဖို့အခွင့်မရှိတာကြောင့်သူ့ကိုကြီးကကိုကခေါ်သွားပေးပါတယ်။ စာကြည့်တိုင်းမှုကစာအုပ်အများကြီးကိုညွှန်ပြီးတော့ဝီလျံတယောက်စာဖတ်ပါတော့တယ်နိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်ရွာကိုရောက်လာပြီးသူ့ကိုလူတိုင်းကကြိုးစုံနှုတ်ဆက်ကြပါတယ်ဒါမဲ့သူကလူတွေရဲ့ဆန္ဒကိုစောက်ပြုမဆိုင်ပဲလူတွေဒုက္ခရောက်စေမဲ့မူဝါဒတွေကိုချမှတ်ပါတယ်သူကမိုးခေါင်ရေရှားဖြစ်တာတွေကိုဂယူးမဆိုင်ဘူးလို့ဆိုပါတယ်ရွာလူကြီးကအဲ့ဒီပါတီခေါင်းဆောင်ကိုနှုတ်ဆက်ပြီးသူဟာတာမန်လူတွေရဲ့စာလောင်ငန်းမမှုကိုဂယူးမဆိုင်ဘူးလို့ပြောလိုက်ပါတယ်သူဟာစင်ပေါ်ကိုခေါ်ခံရပြီးရိုက်နှက်ခံရပါတယ်ဒါကိုဝီလျံနဲ့ရွာသူကြီးရဲ့သားကသတိပြုမိပြီးသူ့ကိုကယ်တင်လိုက်ပါတယ်ဝီလျံရဲ့ဖေလက်အဆောင်တွေကိုကျော်ဖြတ်ပြီးသူသားစီကိုရောက်လာပါတယ် အဆောင်တွေကတနတ်မိုးပေါ်ထောင်ပေါ်တော့လူတွေကြောက်လန့်သွားပြီးမျက်နှာမူရာရက်စီကိုထွက်ပြေးကြပါတယ်။ပါတီကြီးကဲတဲ့သူ့လူတွေကားထဲကိုအမြန်ဝင်ပြီးထွက်ပြေးသွားကြပါတယ်။ရွာလူကြီးကဆိုးဆိုးရွရွဒဏ်ရာရသွားပြီးသူ့ကိုရွာထဲကတဲတလုံးမှာထည့်ထားလိုက်ပါတယ်။သူ့ကိုစေးုံတင်မဲ့ဆိုရင်တက်ပြက်ခံရနိုင်တာကြောင့်စေးုံတင်မှုမဖြစ်နိုင်ပါဘူး။နောက်တစ်ရက်မှာဝီလီယံအဖေဂျွန်နဲ့တခြားလူတွေအများကြီးကောက်ရိပ်ဖို့သွားကြပါတယ်။အပူချိန်ရမ်းမြင်မနေတာကြောင့်သူတို့နည်းနည်းပဲရိတ်သိမ်းနိုင်ပါတယ်။ပြောင်းမှုကြောက်တွေကနှစ်လလောက်အတွက်တောင်မစားလောက်ပါဘူး။ဂျွန်ကရွာလေကောင်မှာသတင်းနှားထောင်နေကြတဲ့ရွာသားတွေရှိရာစီကိုရောက်လာပါတယ်။ ဆိုရကပြည်သူတွေငတ်မွတ်နေတာမျိုးမရှိပဲအခြေအနေတွေအားလုံးကောင်းပါတယ်လို့ပြောနေပါတယ်။ဒီလိုအချိန်မှာရောသမားကစံစည်းကိုငါးစတိုးလိုက်ပါတယ်။ဒါကြောင့်ရွာသားတွေဒေါသထွက်ကြပါတယ်။ပြည်သူတွေရဲ့ဒုက္ခကိုဘီမဆိုင်တဲ့အာဏာပိုင်တွေကိုဆန္ဒပြရမှာဂျွန်လဲသွားပြီးပူးပေါင်းခဲ့ပါတယ်။နောက်တစ်ရက်မှာသူပြန်လာပါမယ်လို့ဂရီပေးခဲ့ပါတယ်။ဝီလျံနဲ့စာကြည့်တိုင်မှုလို့လျှက်ဆက်အကြောင်းရေးထားတဲ့စာအုပ်တို့ကိုထိုင်ဆွေးနေနေကြပါတယ်။ဒီအချိန်မှာဝီလျံကစင်ရဲမွဲတေနူသူတွေကိုကက်တင်ဖို့နီးလန်းရှာပါတယ်။ဝီလျံအကြောင်းကန်းလေးကိုသွားပြီးခုံမာထိုင်လို့ချီကာဂိုကစာတင်တော့မယ့်အချိန်မှာအကြောင်းကြီးကခန်းထဲရောက်လာပြီးဒီကနေ့သင်ကန်းစာတစ်ခုတင်ပေးမယ်လို့ပြောပါတယ်။ ူကဝီလျံကိုတတိပြုမိသွားပြီးမတက်ရက်ဖို့ပြောပြီးကျောင်းကနေထွက်သွားဖို့နဲ့ဘယ်တော့မှပြန်မလာဖို့ပြောပါတယ်ကျွန်တော်အဖေနောက်မှကျောင်းလာကရှင်းပေးလိုက်မယ်လို့ဝီလျံကပြောပေမယ့်ညွန်ကြားရေးမှုကသူပြောတာကိုနားမထောင်ပဲနှင်ထုတ်ပါတယ်ဝီလျံကတပ်ပင်နေမရှိတော့တာကြောင့်ပုံမြင့်ပြီးပြစ်စည်းနေတဲ့ဆိုင်ခင်းကိုကြည်ပါတယ်ရုတ်တရက်အော်ဟစ်တံတွေကြားရပါတယ်ဝီလျံရဲ့အမေကစံတွေတည်လာတဲ့ဆိုးရကားတွေလာနေလာလို့ပြောပါတယ်ဆိုးရကပြည်သူတွေကိုမေ့မထားဘူးပေါ့လေဝီလျံရဲ့အမေကသူ့ကိုပတ်စံပေးပြီးစံတွေဝယ်လို့ရတဲ့လောက်ဝယ်ခဲ့ဖို့ပြောပါတယ်ရွာသားတွေအားလုံးဆန်ရောက်ပေးမဲ့ကားစီကိုလူရဲသွားကြပါတယ်။ဝီလျံကစပိန်စီးသွားတာကြောင့်အားလုံးထက်ပုံမြန်နေပါတယ်။ ဝီလျံရဲ့အမအင်ကိုရောက်လာပြီးသူ့အိစားနဲ့ပတ်သက်လို့သူ့မိနဲ့စကားများကြပါတယ်။ယုတ်တဲ့လူတယောက်ရောက်ချလာပြီးသူ့ဘိုက်စာနေတယ်လို့ပြောပါတယ်။ပြီးတော့စားစရာထည့်ထားတဲ့ချင်းနှောင်းကိုယူပြီးထွက်ပြေးသွားပါတယ်။ဝီလျံရဲ့အမေကပြင်ကိုထွက်ပြေးသွားပြီးလူတွေစားစာခိုးယူနေကြတာကိုတွေ့ပါတယ်။သူတို့ငတ်တော့မယ်ဆိုတာကိုသိနေတော့ငိုကြွေးပါတော့တယ်။ရွာသားတွေဒေါသထွက်ပြီးလူတိုင်းကမိုးမြော်နေကြပါတယ်။လောင်ထားတဲ့ဆန်တွေကလူတိုင်းအတွက်လောက်မှမဟုတ်ဘူးဆိုတာသိလာကြတော့လူတွေကဆန်လောင်ထားတဲ့နေရာကိုဖောက်ထွင်းကြပါတယ်။ဝီလျံကဆန်နဲ့နဲ့ဝယ်လို့ရခဲ့ပါတယ်။သူဝယ်လာတဲ့ဆန်တွေလူခံရမှာကိုဝီလျံတယောက်ကြောက်နေတာကြောင့်သူ့ဖီးယားများနေပါတယ်။ ဒီချိန်မှာသူ့ဘေးနဲ့အခြားလူတယောက်ဆန္ဒပြရကပြန်လာပါတယ်။သူမိမကသူ့ကိုရန်ရှာပြီးငါတို့စားမယ့်ဆန်တွေခိုးယူခံလိုက်ရပြီလို့ပြောပါတယ်။ဒီလိုချိန်ဆန်ဝင်ထားနိုင်တဲ့လူတွေကအပြင်မှာဒေါသထွက်နေတဲ့ငတ်နေကြတဲ့လူတွေရှိတာကြောင့်အပြင်မထွက်ဘဲနေကြပါတယ်။ဒါမဲ့စစ်သားတွေကမင်းတို့ဒီမှာနေလို့မရဘူးဆိုပြီးမောင်းထုတ်ပါတယ်။ဝီလျံကဆန်ရီထမ်းပြီးထွက်သွားဖို့လုပ်ပါတယ်။သူစပိန်စီပီတခြားလူတွေသတိမပြုမိခင်အိမ်ရောက်သွားနိုင်ခဲ့ပါတယ်။အိမ်မှာဝီလျံရဲ့ဘေးကပတ်စံတွေယူတက်ပြီးဆန်ကိုချင်းကြည့်ပါတယ်။ပြီးတော့လူတိုင်းတစ်နေ့တစ်နေ့ပဲစားရမယ်လို့ပြောပါတယ်။ ူတိုင်းစိတ်မကောင်းဖြစ်သွားပါတယ်ဂျွန်ဟာနောက်နှစ်ရက်သုံးရက်လောက်စားစရာလိုက်ရှာပါတယ်ဒီလိုအချိန်မှာဝီလျံသူထောင်ထားတဲ့ထောင်ချောက်မှာဘာကောင်မှမမိပါဘူးညောက်တော့သူ့မစီကိုသွားပြီးသူ့ဤစားချီကာကိုရဲ့မိသည့်ကိုတောင်းပေးဖို့ပြောပါတယ်ဒီပစ္စည်းရလာရင်ဝီလျံရေထွက်တဲ့တက်ပင်ဖြစ်လာအောင်လုပ်ဖို့ရပြီးတရွာလုံးကိုမိုးကောင်ရေချတဲ့ခြေနေကကဲတင်နေမှာဖြစ်ပါတယ်။နောက်တစ်ရက်မနေ့မှာဝီလျံအိမ်ကိုထင်းနေသေးလာတော့အတန်ကြဲကြဲအော်နေတာကိုကြားရပါတယ်။တကယ်ကသူ့အမကျောင်းစီယာချီကာကိုနဲ့လိုက်ပြီးသွားတာပါ။သူလည်းစိတ်ပြက်လက်ပြက်နဲ့အိမ်ထဲဝင်သွားတော့သူလိုအပ်တဲ့မိသီးနဲ့ဒိုင်နမိုကိုတွေ့ပါတယ်။ ဝီလျံဟာစာကြည့်လိုက်ကစာအုပ်တော့ရဲ့ဆရာတယောက်လူထားတဲ့ပစ္စည်းရဲ့ကိုတုံးပြီးသူ့တငယ်ချင်းနဲ့အတူလေဆိပ်ရုံလေးတစ်ခုဖန်တီးလိုက်ပါတယ်။နောက်ထပ်ပူကြည့်တဲ့ဟာတစ်ခုစောက်ဖို့လေ့လာကြပါတယ်။အကြာကြီးစူးစမ်းပြီးမှအောင်မြင်သွားခဲ့ပါတယ်။သူကခန္ဓာကားကိုဖွင့်လိုက်ပြီးသူတီထွင်ထားတဲ့ဆက်လက်ပတ်ဖို့လေဝင်အောင်လှုပ်လိုက်ပါတယ်။အခုတော့သူထွင်ထားတဲ့ဆက်ဟာအကြီးကြီးပုံစံလုပ်ဖို့လိုအပ်နေပါတယ်။သူ့ဘေကကွင်းထဲမှာစားစာလိုက်ရှာနေတော့မှပဲ။သူ့ဘေကိုသူတီထွင်ထားတာပြလိုက်တော့သူ့ဘေကထင်မကြီးသလိုသူပြောတာကိုမယုံပါဘူး။အဖေဖြစ်သူကဒေါသထွက်ပြီးဝီလျံကိုတွန်းချလိုက်ပါတယ်။ နောက်နေ့ကျရင်မင်းငါနဲ့တူလိုက်ပြီးစားစရာရှာရမယ်လို့အဖေဖြစ်သူကပြောပါတယ်။ဝီလျံတောက်စိတ်ပြက်သွားပါတယ်။သူနဲ့သူ့တငယ်ချင်းတွေမြေကြီးလိုက်တူပြီးမောလာတော့ခဏနားနေကြပါတယ်။ဝီလျံကတငယ်ချင်းတယောက်အိမ်ကိုရောက်သွားတော့လူတိုင်းရွာကိုစွန့်ခွာပြီးမြောက်ပိုင်းကိုသွားနေကြပြီဆိုတာသိလာရပါတယ်။သူကရွာမပြောင်းကြဖို့ပြောပြီးသူ့ရဲ့အဲရီယာကိုကောင်တယ်ဖော်ပေးမယ်လို့ပြောပြပါတယ်။သူဟာပူကြီးတဲ့လေဆက်ရုံတစ်ခုတိဆောက်ကိုသူ့ဖေရဲ့စပိန်ကိုတိုးရမှာဖြစ်ပေမဲ့သူ့ဖေကတော့ဝယ်မပေးပါဘူး။လူတွေစုဝေးလာပြီးဝီလျံရဲ့ဖေစီကစပိန်ကိုတောင်းကြပါတယ်။ ဂျွန်ကလူတွေကိုနှိမ့်ထုတ်ပြီးရွာအတွက်ရေရအောင်မစ်စပင်းကိုပေးပါလို့ပြောတော့ဂျွန်ကနားမထောင်ပဲလူတိုင်းကိုနှိမ့်ထုတ်လိုက်ပါတယ်။အချိန်ကြာလာတာနဲ့မျှမိုးကောင်ရေရှားတဲ့ခြေနေကပြင်းထန်လာပြီးတည်တဲ့သူအရေအတွက်ပုံများလာပါတယ်။ဒီချိန်မှာဝီလီယံလိုအပ်တဲ့ပစ္စည်းအားလုံးစုစည်းထားနိုင်ပြီးသူ့ခွေကိုလိုက်ရှာတော့သူ့ခွေလည်းစာငတ်လို့တည်သွားတာကိုတွေ့ရပါတယ်။ဝီလီယံကိုစပင်းပေးရင်ပေးမပေးရင်ငါတို့တည်ကြရတော့မှာလို့သူ့အမေကဂျွန်ကိုပြောလိုက်ပါတယ်။ဝီလီယံကသူ့ခွေလေးကိုမြေမြုပ်နေတဲ့အချိန်မှာသူ့ဖေကစပင်းနဲ့ရောက်လာပါတယ်။ကျွန်တော်စီစဉ်ထားတာအဆင်ပြေမှာလို့ဝီလီယံကပြောတော့သူ့ဖေကစပင်းကိုပေးလိုက်ပါတယ်။ တို့တာဖာနှစ်ယောက်လှုပ်လှုပ်ပြီးစပိန်ကိုရယ်ကိုလွှားနဲ့တိုက်ဖြတ်လိုက်ပါတယ်တစ်ပင်တချို့ကိုလည်းခုတ်ပိုင်းလိုက်ကြပါတယ်လိုအပ်တဲ့ပစ္စည်းတွေကိုစပီးတက်ဆင်ကြပါတယ်သူ့အကြံတိုင်းလူတိုင်းအလုပ်လုပ်နေကြပါတယ်အားလုံးတက်ဆင်ပြီးတဲ့နောက်မှာတော့လူတိုင်းကတို့အတွက်စမ်းကြဲတဲ့ဖြစ်ရဖြစ်လာမှာကိုစောင့်ကြည့်နေကြပါတယ်ဘက်ထရီကိုနည်းနည်းအားပြန်သွင်းရမယ်လို့ဝီလျံကပြောပါတယ်ရွာသားတွေကရေစီးဖို့လမ်းကြောင်းကိုလှုပ်ထားကြပါတယ်ရုတ်တရက်မော်တာဆက်လေလာပြီးရေတွေပါလာတော့လူတိုင်းဝမ်းတာအားရဖြစ်သွားပြီးဝီလျံကိုဖက်ပြီးချီချူးဂုံပြူကြပါတယ် ရေကိုဆိုင်ခင်းတွေတဲ့အသုံးပြုပြီးနောက်ဆုံးမှာတရားလုံးထမင်းမငတ်အောင်ကဲတင်နိုင်ခဲ့ပါတယ်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ